thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။တောင်ငူမာပေါ်တာလာဆွေးတဲ့စစ်တပ်၄ခွနဲ့အဖြစ်ခံရပြီးရနောက်လူငယ်တအုပ်ကိုပြစ်တဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်ငူမျိုးမင်းကြီးညိုရက်ကွက်အပိုင်းခပောင်းရွာမှာအသက်၂၀ရွယ်လူငယ်တအုပ်ကိုညာဘက်နေပေါ်တက်ပြီးစစ်သားတဲ့အတွက်ပေါ်တာဆွေးစဉ်၄ခွနဲ့အဖြစ်ခံရတဲ့စစ်တပ်စစ်ကောင်စီကအဆိုပါလူငယ်ကိုတနက်နေ့ပြစ်တက်သွားပါတယ်။စစ်ကောင်စီစစ်တပ်နဲ့ပြည်သူစစ်တွေကခပောင်းရွာတွင်ကိုစွန်လ9ရက်ညကဝင်လာပြီးစစ်မှုထမ်းဖို့လူငယ် များကိုပေါ်တာဆွဲစဉ်လေးခွနှင့်အပြစ်ခံရပြီးရင်နောက်လူငယ်တအုပ်ကိုပြစ်တက်သွားတာဖြစ်ပါတယ်။တနာပါတယ်အိမ်ပေါ်တက်ဆွဲတော့လေးခွနှင့်ဝိုင်းပြစ်တာသူတို့လက်ထဲဖမ်းခေါ်ထားတဲ့ကလေးကိုကောင်းကိုပြစ်ချသွားတယ်လို့တောင်ငူမြို့ကန်တအုပ်ကပြောပါတယ်။ စစ်ကောင်စီကကပောင်းစာချင်းရွာလေရွာပါဝင်တောင်ငွမျိုးအနီးရှိကျေးရွာများမှာအခုရက်ပိုင်းမှာညာဘက်ပေါ်တာဆွေးနေပြီးဒေသခံလူငယ်များထွက်ပြေးတိမ်းရှောင်နေရပါတယ်။လွတ်တက်သူလွတ်ပါတဲ့သူပါနဲ့အရန်ဒုက္ခရောက်နေပြီလို့တောင်ငွမျိုးကန်တုံကပြောပါတယ်။အထက်ပါဖြစ်စဉ်ဖြစ်ပွားပြီးရတဲ့နောက်ကပောင်းရွာဒေသခံအချို့ကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်။တနက်နေ့ပြစ်တက်ခံရတဲ့လူငယ်မှာနောင်နောင်ဖြစ်ပြီးစွန်လ9ရက်မှာ၎င်းရဲ့နိုင်ပြုလုပ်မှာဖြစ်ပါတယ်။တောင်ငွမျိုးနယ်အတွင်းရန်ကုန်မန္တလေးအမြန်လမ်းရဲ့တမိုင်ကန်မှာ9မိုင်ကန်ဝေးရဲ့ ်ကြီးရွာဒီမှာမေလ23ရက်ကစပြီးတိုက်ပွဲဖြစ်ခဲ့ပါတယ်စပားကျွင်ရွာကျက်တက်ညောင်ပင်ရွာဂျိုးပင်စင်ရွာစံယိုးပင်ရွာ တောပူရွာစီးပင်တာပိုကုန်းနဲ့ငုံမင်းရွာတို့မှာဒေသခံများတင်းရှောင်နေကြတယ်လို့သိရပါတယ်မေလ23ရက်ကတိုက်ပွဲဖြစ်နေစဉ်စစ်ကောင်စီကအင်ဂျင်400ကျော်ရှိတဲ့စပယ်ချဲရွာကိုလေကြောင်းမှပုံချခဲ့ပြီးမိရှုခဲ့ကြောင်းဒေသခံစစ်ပီးရှောင်တွေကပြောပါတယ်မေလ28ရက်ကလည်းတောင်ငုံမြို့နယ်ဒိုးနေရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူနောက်ကိုတပ်ဖြတ်သွားတယ်လို့သိရပါတ ိန်မြို့နယ်အတွင်းမှာတိုက်ပွဲများဖြစ်ပွားပြီးနောက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကြောင့်ပြပြီးဖမ်းဆီးခြင်းများပေါ်တာဆွဲခြင်းများပြုလုပ်နေတာဖြစ်ပါတယ်စစ်ကောင်စီကအတ္တမစစ်သားစုဆောင်းနေမှုကပဲခူးတိုင်းတွင်းမှာအဆိုးရွားဆုံးဖြစ်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်စစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီးနောက်မြန်မာနိုင်ငံတော်မှာစစ်ကောင်စီကအတင်းအတ္တမစစ်သား မှုဖြစ်စဉ်1493ခုရှိပြီးအတင်းအတမစစ်သားစုဆောင်ခံရသူ25944ရှိတယ်လို့ဇွန်လ၄ရက်ကထုတ်ပြန်တဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာဖော်ပြပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့နိုင်ငံတကာမှာစစ်ကောင်စီဘက်မှရှက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင်းအနာဂတ်ကမ္ဘာရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူလို့မင်းအောင်လိုင်းမြောက်ပင်နဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံတကာစာမျက်နှာတွေမှာစစ်ကောင်စီဘက်မှရှက်တီထောက်ခံပေးမှုအတွက်တရုတ်ကိုကျေးဇူးတင်ပြီးတရုတ်သမ္မတရှီကျင်းပြင်ကိုအနာ ာကက်ကပါရဲ့ငြိမ်းချမ်းရေးမြင့်တင်နိုင်သူအဖြစ်အကြံပန်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကမြောက်ပင်ပြောဆိုပါရယ်မင်းဤကနေပြီးတော့မှပြုလုပ်တဲ့တရုတ်မြန်မာနိုင်ငံတရမန်ဆက်ဆံရေး85နှစ်မြောက်ဆင်ရတုခန်းနာမှာထပ်ပါတိုင်းထုတ်ပေါ်ပြောဆိုလာတာပါမြန်မာနိုင်ငံရှိကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာစာမျက်နှာတွေမှာရက်တီထောက်ခံပြီးလျက်ရှိတဲ့အတွက်ကျေးဇူးတင်ကြောင်းတရုတ်နိုင်ငံရဲ့မိမိတို့ရဲ့နိုင်ငံပေါ်မှာဆင်ဆက်မပြတ်အပြုသဘောဆောင်တဲ့ထိတွေ့ဆောင်ရွက်မှုစိတ်ကောင်းစေတနာနဲ့အားပေးထောက်ခံမှုတွေအတွက်လည်းများစွာတန်ဖိုးထားကျေးဇူးတင်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ် မြန်မာနိုင်ငံအနေနဲ့တရုတ်နိုင်ငံကဖော်ဆောင်နေတဲ့ရဝန်းနဲ့ပိုလန်မှာစီမံကိန်းတရုတ်မြန်မာစီးပွားရေးစင်ကြံစီမံကိန်းများအကောင့်ထည့်ဖော်ရမှာရှိပါတယ်။ပထဝီအနေထားမှာရှိနေကြောင်းဒါကြောင့်အဆိုပါစီမံကိန်းတွေကိုစောလင်စွာအကောင့်ထည့်ဖော်ခြင်းမဟာဗျူဟာကျတဲ့စီမံကိန်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမင်းရောင်လိုင်ကဆိုပါတယ်။ဒါအပြင်တရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုပုံမှန်နှိုင်းစေဖို့တရုတ်ကိုအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်းပြင်ကအနာဂတ်ကမ္ဘာရဲ့ငြိမ်းချမ်းရေးတည်ငြိမ်အေးချမ်းရေးနဲ့ဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပုံမုံမြင့်တင်နိုင်မယ်လို့ရှုမြင်ကြောင်းဒါကြောင့်မြန်မာနိုင်ငံအနေနဲ့တရုတ်သမ္မတရဲ့သဘောထားတွေကိုကြိုဆိုထောက်ခံကြောင်းမင်းရောက်နိုင်ကပြောဆိုပါတယ်အကြံဖက်စကောင်စီကအခု2025ခုနှစ်အေပီလအတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာဆုံးရှုံးသွားတယ်လို့ရှုမြို့ကို တရုတ်ရဲ့ဂျာဝင်မှုနဲ့ MNDA ထံမှပြန်လည်တောင်းယူနိုင်ခဲ့ပြီးအခြားဆုံးရှုံးသွားတဲ့မြို့နယ်များကိုလည်းတရုတ်ရဲ့စီစံမှုနဲ့ပြန်လည်တောင်းယူဖို့ကြိုးစားလျက်ရှိတာကိုတွေ့မြင်ရပါတယ်။နောက်ထပ်တပုံးနေတဲ့စစ်ကောင်စီအတွက်လက်နက်ဝယ်ပြီးနေတဲ့ပွဲစားနိုင်ထုံအောင်ကမဟာမြမုန်နီဖျားကြီးကိုရွှေသုံးပိတ်တာနဲ့ကြက်သိန်း2600လူဒဏ်မှုကုသိုလ်ဌာနမမြောက်တဲ့ဘာသာရေးခုံရုံးဖြစ်မှုသာလို့ဝေဖန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူလူထုကိုတပ်ဖြတ်နေတဲ့ဂျမ်ဘတ်စစ်ကောင်စီအတွက်လက်နက်ခင်ရများဝယ်ယူပြီးနေတဲ့ပွဲစားနိုင်ထုံအောင်ကမန္တလေးမဟာမြမုန်နီဖျား ကြီးတို့ရွှေသုံးပိတ်တာနဲ့ကြက်သိန်း1600တလူတန်းမှုမှာ ကုသိုလ်ဌာနမမြောက်တဲ့ဘာသာရေးခူတုံးလုံးမှုအဖြစ်ຫນွေဥတော်လိုင်းဘာသာပေါင်းစုံကွန်ရက်မှာဆရာတော်ဦးဝါရမကဝေဖန်မိကြပါတယ်စောလာခုနှစ်ရက်နေ့မန္တလေးမဟာမြတ်မုနီပညာကိုလက်နက်ပွဲစားနိုင်ထွန်းအောင်နဲ့မိမဝေဝေရင်ရွှေသားသုံးပိတ်သားနဲ့ငလင်ကြီးကြောင့်ပျက်စီးခဲ့တဲ့အရှိန်ဆောင်တန်းတကား ပြတ်သက်နေကျောင်းတော်ကြီးတိုင်6တိုင်တိစောက်မှုအတွက်ကျပ်သိန်း2600လူတန်းကြောင်းသိရပါတယ်။ပြည်သူကိုတပ်ဖြတ်ရမှာအသုံးပြုနေတဲ့လက်နက်ခဲယံများတင်သွင်းစည်းပွားရှာနေတဲ့လက်နက်ပွဲစားတွေကဖျားပြုပြင်ဖို့ငွေလူတန်းချင်းမှာဒါနကုသိုလ်မဖြစ်ကြောင်းအဲ့ဒီလူတန်းမှုမှာတိုင်းသူပြည်သားတွေကိုလှည့်ပြဖို့ဘာသာရေးကုတုံးလုံးမှုသာဖြစ်ကြောင်းຫນွေဥတော်လိုင်းဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဦးဝရမကမှတ်ချက်ပြုပါတယ်။တနည်းပြောရရင်ဘာကုသိုလ်မှမဖြစ်နိုင်တဲ့လှည့်ပြမှုပေါ့တိုင်းသူပြည်သားတွေကိုလည်းလှည့်ပြတယ်သူလိုချင်တဲ့အကျိုးစီးပွားကိုဘာသာရေးကုတုံးလုံးမှုဖြစ်တဲ့အတွက်ကြောင့်မို့လို့ သို့ရဖို့နေနေတာတာမူလအခြေခံတဲ့စိတ်ကိုသာလိန်ညာတဲ့စိတ်ဖြစ်နေတာပေါ့ဒါကြောင့်အကျိုးစီးပွားကိုအခြေခံတဲ့ဘာသာရေးကိုတုံးချရင်ဗုဒ္ဓရဲ့ပုံရိပ်ကိုပါထပ်ပြီးတော့ကုတုံးလုပ်တယ်ဆိုတော့ကုတူဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးတခုတော့ရှိတာပေါ့တို့ရဲ့အကျိုးစီးပွားရင်ပြည်သူလူထုကိုလင့်ပြခြင်းရင်အာနာရှင်ရဲ့အလိုကြရင်ဆိုတဲ့လောက်ရက်အနေနဲ့တော့တိုင်းသူပြည်သားကိုပုံလင့်ပြလို့ရပါတယ်တနည်းပြောရရင်သူ့ရဲ့အကျိုးစီးပွားပို့ဖြစ်မယ်အာနာရှင်ပို့အလုံးလုံးကောင်းမယ်ဆိုတဲ့အခြေအနေကိုပဲရရှိမယ်လို့ဦးစင်းအနေနဲ့ကတော့မြင်ပါတယ်ຫນွေဦးတော်လိုင်းဘာသာပေါင်းစုံကိုရဲဖွဲ့မှဆရာတော်ဦးဝါ ရမကသတင်းဌာနကိုမိန့်ကြားတာပါ။တိုင်ထုံအောင်ကစစ်ကောင်စီအတွက်စစ်လက်နက်ခံရန်ဝယ်ယူပြီးနေတဲ့ပွဲစားများတွေကတန်ဦးဖြစ်ပြီးအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့စစ်လက်နက်များရဟတ်ယာဉ်များအပိုပစ္စည်းများကိုဝယ်ယူပြီးရမှာချမ်းသာကြွယ်ဝလာသူဖြစ်ကြောင်း Justice for Myanmar ရဲ့2023ခုနှစ်စက်တင်ဘာလတွင်ထုတ်ပြန်ကြေညာသိရပါရယ်။ အထူးသဖြင့်နိုင်ထုံအောင်မှာရုရှားတိုက်လေ MiG-29 ဂျက်တိုက်လေရဲ့အစိမ့်ပိုင်းများမြန်မာပြည်ကိုရုရှားမှတင်သွင်းရမှာအထူးကပါဝင်သူဖြစ်ပြီးအမေရိကန်ဥရောပသမဂ္ဂအပါအဝင်အနောက်နိုင်ငံကြီးတွေရဲ့စီးပွားရေးပိတ်ဆို့မှုခံနေရသူတွေဖြစ်ပါတယ်။နိုင်ထုံအောင်ကမြန်မာနိုင်ငံမှာ International Gateway Group of Community တောင်သူဒေါက်တာနိုင်ထုံအောင်ကစစ်ကောင်စီအတွက်တရုတ်နဲ့ရုရှားတို့ထံမှဆက်လက်နဲ့ခံရတဲ့အဖို့ပစ္စည်းများဝယ်ယူပြီးနေတဲ့ဈာခံပွဲစားဖြစ်ကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ဇလန်ပင်ကော့ဂရိတ်မြို့နယ်ကိုစစ်တပ်ကစစ်ကူအများပြားပို့နေပြီးတိုက်ပွဲများပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ခရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကိုစစ်တပ်ကအင်အားများပြားစစ်ကူပို့နေပြီးတိုက်ပွဲတွေလည်းပြင်းထန်နေရလို့ကော့ဂရိတ်ဒေသမှာတော်လိုင်းရဲဘော်တွေကပြောပါရယ်ကော့ဂရိတ်မြို့အဝင်ကစစ်ကောင်စီရဲ့အမှတ်စနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာခါကစနစ်နဲ့မြို့တွေကအမှတ်69ချိန်လင်တိုင်ရင်ကိုစစ်ကူအများပြားပို့နေရလို့ဆိုပါရယ်စာခါကစနစ်ကအင်အားကိုကော့ဂရိတ်ကနေဂျုံတိုးမြို့သွားတဲ့လမ်းပိုင်းကိုစစ်ကြောင်းတိုးစစ်ကူပို့တာဖြစ်ပြီးခါလိုင်းရ69 က်ခုနှစ်တန်ရင်ကအင်အားကိုရောအာရှလမ်းပိုင်းမှာတိုက်ခိုက်ခံနေရတဲ့အောင်စီရစစ်ကြောင်းစီစစ်ကူပိုနေရလို့ကွန်ကရစ်ဒေသကတော်လိုင်းရေဘော်တွေကပြောပါရယ်ဇွန်လ9ရက်မှာကွန်ကရစ်မြို့အတွက်အာရှလမ်းမကြီးဘော်ကကော့နွယ်တတန်ကူချင်းရွာတွေမှာတိုက်ပွဲတွေပြင်းထန်နေရလို့တော်လိုင်းရေဘော်တုံးကပြောပါရယ်အဲ့ဒီတိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီးစစ်ကောင်စီတပ်ကအလောင်းနှလောင်းကြံခဲ့တယ်လို့ဆိုပါရယ်အောင်စီရကိုအင်အား200လောက်ထပ်ပို့လာတယ်အဲ့ဒီတော့တောင်ပေါ်မှာရောပေါင်းရင်စုစုပေါင်း400လောက်တော့ရှိလိမ့်မယ်လို့ကော့ဂရိတ်ဒေသကတော်လိုင်းရေဘော်တုံးကပြောပါရယ် ဇော်လာရှိရမနက်မှာလည်းကော့ဂရိတ်နဲ့မြောင်ရီမြို့နယ်အဆက်ကကွင်းကလေးချင်းရွာမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်။ဒါအပြင်စကားကစနစ်ကနေထွက်သွားတဲ့စစ်ကြောင်းနဲ့တော်လိုင်းတပ်တွေ၉တိုင်းနဲ့၇တိုင်းရွာလမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေတယ်လို့ဆိုပါရယ်။စစ်ကောင်စီတပ်ကကျုံတုံမြို့လက်မလို့ရဖို့စစ်ကူရီထတ်တိုးပြီးခန့်စစ်ပြင်နေတာဖြစ်ပါရယ်။ KNL PDF ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကိုစစ်တပ်ကလေကြောင်းကနေအကြိမ်ကြီးများစွာပုံကျဲသလိုအစစ်မြင့်ဒရုန်းတွေတောင်းခုခံနေရလို့မြေပြင်ကရှဲပေါ်အချို့ကပြောပါရယ်။အဲ့ဒီဘက်မှာလည်းကြမ်းနေတာလို့ကော့ဂရိတ်ဒေသကအခြားတော်လိုင်းရှဲပေါ် ော့တုံးကပြောပါတယ်တော်လိုင်းပူပေါင်းတပ်တွေကတိုင်းမြန်မာနယ်စပ်တလျှောက်ကအရေးပါတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဇက်တိုက်သိမ်းပိုက်နေတဲ့လို့ကုံသွန်ရေးအတွက်အရေးပါလာတဲ့အာရှလမ်းပေါ်ကွန်ကရစ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့အေပီလာဆန်ပိုင်းကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ခရင်မျိုးသားစီယုံကရဲ့နယူးရဲ့တပ်မ6နည်းမြေကကွန်ကရစ်မြို့ဝင်းကျင်နယ်ကွန်ကရစ်မြို့ကနေဒေါ်နာတောင်ပေါ်တောနော ရှိတကောင်တီနေရယူထားတဲ့အောင်စင်ရစစ်ကြောင်ကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူပေါင်းတွက်တင်ကအပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်ပြီးတော့ထိုးစစ်အရှင်မြင့်ပြီးတိုက်ခိုက်တာမို့ပြီးခဲ့တဲ့လပိုင်းကလေးကအဲ့ဒီနေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်ကော့ဂရိတ်မျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေရဲ့ကော့ဂရိတ်နဲ့ကြုံတုံမျိုးလမ်းပိုင်းတခြားမှာပါတိုက်ပွဲတွေပြင်းထန်နေရလို့ကရင်စင်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်ဒါအပြင်တော်လိုင်းပူပေါင်းတပ်တွေကကော့ဂရိတ်မျိုးကိုဝန်းရံပိတ်ဆို့ထားပြီးလို့အဲ့ဒီဒေသက PDF တရင်မှုတောင်ကပြောပါတယ်အခုဆိုရင်အောင်စင်ရစစ်ကြောင်ကတောင်ပေါ်မှာ င်အား200လောက်ပဲကျန်တော့တယ်လို့သိရပါတယ်။အဲ့ဒီဖွဲ့ကိုလည်းတော်လိုင်းဖွဲ့တွေကဖြတ်တောက်ပိတ်ဆို့ထားတာပါ။ဒါအပြင်တော်တော်ရေတကွန်ဗတ်ချမ်းမှာရှိရဲ့စစ်သားတွေကလည်းဖြတ်တောက်ပိတ်ဆို့ခံရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီတရက်ထဲမှာစစ်တပ်ကအောင်စီရစစ်ကြောင်းစီကိုစစ်ကူ200ကျော်ထပ်ပို့တာဖြစ်ပါတယ်။နေဆက်မျိုးဖြစ်တဲ့မြောက်ရီမျိုးကမျိုးဆောင်တပ်ဖြစ်ရှိနေတဲ့ခလာရ295တရင်ကိုလည်းတော်လိုင်းတပ်တွေကအခုရက်ပိုင်းတွင်မှပြစ်ခတ်တိုက်ခိုက်နေပါတယ်။မေလ31ရက်ညပိုင်းကတော်လိုင်းတပ်တွေကခလာရ295တရင်နဲ့ကိုလက်နက်ကြီးတွေနဲ့စက်တိုက်ပြစ် ခတ်တိုက်ခိုက်နေတာလို့ကရင်စင်ရေးတရင်အရေးမြင့်တွေကပြောပါရယ်။နောက်ပြီးစုံလ၄ရက်နေ့မှာလဲဒရုန်း၂၀နဲ့ခလာယာ၂၉၅တိုင်ရင်ကိုပစ်ချခဲ့တယ်လို့ဆိုပါရယ်။ခလာယာ၂၉၅ရဲမှာမြန်မာထိုင်းနယ်စပ်ကတပ်စခန်းသိမ်းပွဲတွေကနေထိုင်းနိုင်ငံကိုထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်နေရလို့သိရပါရယ်။စစ်ကောင်စီတပ်သားတွေစခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံနဲ့ကိုထွက်ပြေးပြီးပြန်ပို့ရင်ကရင်နယ်ကြားစောင့်တပ် BGA ရဲ့အမှတ်လေးစစ်တီတာမှုဘုံမူကြီးမုတ်တုံထိန်းချုပ်မှုအောက်ကနေဆက်ကိပောက်တစ်ခုဖြစ်တဲ့၁၆ကိတ်ကနေပဲပြန်ပို့တာလို့ဆိုပါရယ်။ သေးပေါ်ဘူဟာရောပေါင်းရင်295ရဲမှာ900ကျော်နေပြီလို့၎င်းကဆက်ပြောပါတယ်ဒါကြောင့်ခလာရ295တန်ရင်နဲ့မှာစုမိနေတဲ့စစ်ကောင်စီတပ်သားတွေကစစ်ကြောင်းနဲ့ကြောင်းခွဲပြီးစစ်ကြောင်းထိုးဖို့ဟန့်ပြင်းနေရလို့ corporate ဒေသက PDF တန်ရင်မှုတောက်ကပြောပါတယ်သူတို့ကသင်ငန်းညီနောင်ကိုအဲ့ဒီဘက်ကတိုးမဲ့ပေါ်ဒီဘက်ကအောင်စင်ရကလည်းလက်ကြံနဲ့တက်မဲ့ပေါ်သူတို့ကအဲ့လိုပုံစံဆင်နေရလို့၎င်းကပြောကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်